လောကမှာလူအကြီးချင်းတတ်မှတ်ချက်တွေအမျိုးမျိုးရှိနိုင်တယ်ပေါ့ကောင်းမြတ်တဲ့အကြီးချင်းရှိတယ်လို့မကောင်းတဲ့ဘက်မှာလည်းအကြီးချင်းတွေဆိုတာရှိစွမ်းနိုင်တဲ့နေရာတွေလူတွေရဲ့စွမ်းဆောင်နိုင်မှုတွေနဲ့ပတ်သက်ပြီးတော့အကြီးချင်းတို့တတ်မှတ်မယ်ဆိုရင်အကောင်းဆုံးနှမျိုးဖြစ်နိုင်ဒီနေရာမှာလူအကြီးချင်းဆိုတာလူရဲ့ခုံတိတ်ခါ အထက်တန်းကြတဲ့အရင်ချင်းတွေကိုရည်ညွှန်းပြီးတော့ပြောတာဖြစ်ဗုဒ္ဓမြတ်စွာရဲ့အဆုံးမဒေသနာတော်တွေဟာမိမိတို့ဘဝမှာအမှန်အကန်သိရှိပြီးတော့ကောင်းကျိုးချမ်းသာတွေရဖို့အတွက်လမ်းညွှန်ချက်တရားဒေသနာများတာဖြစ်တယ်ပေါ့ရသော်ဗျာရဲ့အဆုံးမကိုနိုင်နာတဲ့ပုဂ္ဂိုလ်ဟာမြည်သူမဆို ကောင်းကျိုးချမ်းသာတွေရနိုင်ဘာဖြစ်လို့လဲဆိုတော့ရသော်ဘုရားကသုံးမဩဝါဒပေးတယ်ဆိုတာအာလုံသောတတ္တဝါတွေရဲ့အကျိုးစီးပွားကိုမျှော်ကိုပြီးတော့သုံးမဩဝါဒပေးတာရသော်ဘုရားသုံးမတဲ့အဆုံးမဩဝါဒတွေလမ်းညွှန်ချက်တွေဟာလည်းပဲမှားရနေဆိုတာမရှိဘူး